စစ်ကောင်စီတပ်ဖွဲ့တွေဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေနေအများပြထိမ့်ချုပ်ထားတဲ့ဒီကချင်ပြည်ဖက်ကန့်ဒေတာကိုအင်အားအများပြနဲ့ထိုးစစ်ဆင်နေပါတယ်စစ်ကောင်စီဘက်ကအကြဆုံးတွေများနေတယ်လို့သတင်းတွေကဆိုပေမဲ့စစ်ကောင်စီတပ်တွေကတော့တဖြည်းဖြည်းရှေ့ကိုတိုးလာပါတယ်မနေ့ကတော့ဒီဖက်ကန့်နဲ့ဆယ်မိုင်လောက်အကွာအထိစစ်ကောင်စီတပ်ဖွဲ့တွေဟာရောက်လာပြီလို့ဒေတာတွင်သတင်းတွေကဆိုပါတယ်ဖက်ကန့်ဘက်ကိုဥတီပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတွေဟာ ဒီရက်ပေါင်း20လောက်ကြာမြင့်လာတဲ့အချိန်မှာတော့ KIA နဲ့ပူပေါင်းတက်တွေက ခုခံနေတဲ့ကြားအနေပဲမအူပဲကြောက်ထူကောင်ကထောင်နန်ညာကတ်မော်ဒီဆိုင်းဖရာစတဲ့ရွာတွေကိုကြော်တက်သွားပြီးတော့လက်ရှိမှာတော့တရားညီနာ အကျော်မှာရောက်နေပါတယ်စစ်ကောင်စီရဲ့ဒီစစ်ကြောင်းတွေဟာအင်းတော်ကြီးဖကန့်လန်းဖကန့်ကမိုင်းလန်းနောက်ပြီးတော့ဒီဖကန့်ဆယ်စင်းတမခန့်လန်းတို့ကနေစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ဝင်ရောက်လာတာဖြစ်ပါတယ်ဖကန့်မြို့ထဲမှာကြံနေသေးတဲ့ဒီစစ် ်ကောင်စီတက်စခန်းတွေကနေလည်းဒီလက်နက်ကြီးတွေနဲ့ကူပစ်ပေးနေပါတယ်။ရှန်နေမျိုးသားတက်မတော့ SNA နဲ့ဒေသခံပြည်သူစစ်အဲတချို့ကတော့စစ်ကောင်စီတက်ဘက်ကနေကူတိုက်ပေးနေတယ်လို့မြေပြင်သတင်းအရေးမြစ်တွေကဆိုပါတယ်။တချိန်တည်းမှာပဲဒီဗမော်စစ်မျက်နှာမှာလည်းကချင်လွတ်လပ်ရေးတက်မတော့ KIA ရဲ့ပြစ်ခတ်မှုကြောင့်ဒီနေ့မှာပဲဒီအာစစ်ကောင်စီရဲ့လေရင်နစည်းကိုပြစ်ချနိုင်ခဲ့တယ်လို့ KIA ရဲ့ပြောရေးစုခွင့်ရှိသူကအတည်ပြုပြောဆိုထားပါတယ်။